ကျွန်တော်ရဲ့မိတ်ဆွေတွေစဉ်းစားကြည့်ပါကို့အင်ကိုတရားရကိုရောင်းလိုက်ပါတယ်ဒါပေမဲ့ပြန်ဝေခွင့်သဘောတူညီချက်နဲ့ရောင်းလိုက်တာပါပြီးတော့အဲ့ဒီအိမ်မှာပဲကိုကဆက်နေတယ်တစ်နှစ်နှစ်နှစ်မဟုတ်ပါဘူးနှစ်ပေါင်း40နေပါဆက်နေခဲ့ပါတယ်ဒါပေမဲ့တစ်နှစ်ကြာမှအိမ်ဝယ်ထားတဲ့သူကခင်ဗျားတို့မိသားစုအခုအိမ်ပေါ်ကနေဆင်းပြီးတော့ဆိုပြီးတော့တရားဆွဲလာရင်ဘယ်လိုလုပ်မလဲအလုံးမင်္ဂလာပါကျွန်တော်ကရှင်းနေဦးမင်းသိန်းအောင်ပါဒီနေ့ပြောပြမယ်အင်ရှင်မြေဆိုင်ရာဇလန်းကတော့အမတန်စိတ်ဝင်စားစရာကောင်းပါတယ် နီဇီလန်တွင်2001မြန်မာနိုင်ငံတရားစီရင်ထုံးဒိုတီတီနဲ့ဥကျူတရားမအထူးအယူခံမှုစီရင်ထုံးကိုအဓိကကိုးကားတင်ပြသွားမှာဖြစ်ပါတယ်ဒီဇီလန်ကမော်လမြန်မြို့မှာဖြစ်ခဲ့တာပါ1956ခုနှစ်မှာဒိုတီတီသူ့မိခင်ဒေါ်စိန်မနဲ့သူ့မောင်ဥကျော်တို့မိသားစုကသူတို့ပိုင်တဲ့အိမ်နဲ့မြို့ကိုဥကျူဆိုတဲ့လူတရားစီကိုကြက်3000နဲ့ရောင်းလိုက်ပါတယ်မှတ်ပုံနဲ့အယောင်ဝယ်စာချုပ်နဲ့တည်တည်ချာချာချုပ်ဆော်ခဲ့ကြတာပါအဲ့ဒီအယောင်ဝယ်စာချုပ်ချုပ်တဲ့နေမှာပဲသူတို့တီးကြကတိစာချုပ်တခုထိုက်ချုပ်ကြပါတယ် အဲ့ဒီထက်မှပါပါလဲဆိုတော့တစ်နှစ်အတွင်းပြန်ဝယ်ရင်ကျပ်3500ပေးရမယ်6လအတွင်းဆိုရင်ကျပ်3000ပဲပေးဆိုပြီးတော့ပြန်ဝယ်ခွင့်ကိုသဘောတူခဲ့ကြပါတယ်ဒါနဲ့မပြီးသေးပါဘူး1950ခွန်မှာ စာချုပ်တစ်စောင်ထပ်ချုပ်ကြပါတယ်ပြန်ဝယ်ရမယ့်ဈေးကတော့တက်သွားပါတယ်နောက်ဆုံးစာချုပ်မှာတော့1958ခုနှစ်အောက်တိုဘာလ9ရက်နေ့နောက်ဆုံးထားပြီးတော့ကျပ်8900နဲ့ပြန်ဝယ်ရမယ်ဆိုပြီးတော့သတ်မှတ်လိုက်ကြပါတယ် ်အဓိကအချက်ကတော့သတ်မှတ်ထားတဲ့နောက်ဆုံးရက်ဖြစ်တဲ့1958ခုနှစ်အောက်တိုဘာလ9ရက်နေ့ရောက်လာတဲ့အခါမှာဒေါ်တီတီတို့မိသားစုကအဲ့ဒီကျက်1900ကိုမပြေးနိုင်ခဲ့ပါဘူးအိမ်ကိုပြန်မဝင်နိုင်ခဲ့ပါဘူးကဲဥပဒေအရဆိုရင် ပြန်ဝင်ခွင့်ကုန်သွားပါပြီအိမ်ပိုင်ရှင်ကဥကျူဖြစ်သွားပါပြီဒါပေမဲ့ဒေါ်တီတီတို့မိသားစုကအဲ့ဒီအိမ်ပေါ်မှာပဲဆက်နေတော့မှာဒီနေရာမှာနှစ်ဖက်ရဲ့အပြောကကွဲလွဲလာပါတယ်အိမ်ဝယ်တဲ့သူဥကျော်ဘက်ကသမီးဖြစ်သူဒေါ်နှင်းအေးကဘလို့တက်တဲ့ခံလဲဆိုတော့ တမက်ရဲ့မပြည့်ခင်မှာဒေါ်တီတီရဲ့အမေဒေါ်စိန်မရောက်လာပါတယ်။သူတို့ငွေမတက်နိုင်တော့လို့အိမ်ကိုပြန်မဝင်နိုင်တော့တဲ့အကြောင်းဒါပေမဲ့လက်တလောပြောင်းစရာနေရာမရှိလို့ခမရတော့အိမ်ပြန်မဆောက်သေးခင်မှာဒီမှာပဲအခက်မဲ့နေခွင့်ပြုပါ။ခမရတော့လို့ရှိရင်15ရက်ကြိုပြောကျမတို့ဖယ်ရှားပေးပါမယ်လို့လာတောင်းပန်ခဲ့တယ်။ဥကျူကလည်းသဘောကောင်းပြီးတော့ကဲနေပါစေဆိုပြီးတော့မေတ္တာနဲ့အခက်မဲ့နေခွင့်ပြုခဲ့တယ်လို့တရားရုံးမှာထွက်ဆိုခဲ့ပါတယ်။ ဒီလိုနဲ့ပဲ1958ခုနှစ်ကနေ1984ခုနှစ်အထိအချိန်တွေအကြာကြီးကြာသွားပါတယ်။ဒေါ်တီတီတို့မိသားစုကလည်းအိမ်ပေါ်မှာပဲဆင်နေတော့မှာမီတာကစီပင်ခွန်တွေလည်းသူတို့ပဲဆောင်လာခဲ့ကြပါတယ်။1984ခုနှစ်မှာဥကျူကအဲ့ဒီမြေကိုဂရန်အသက်လဲတဲ့အခါမှာဒေါ်တီတီကလည်းအဲ့ဒီမြေကွက်ကိုဂရန်ရဖို့လိုက်လျှောက်ပါတယ်။ဒီမှာတင်ပိုင်ရှင်ဖြစ်သူဥကျူကဒေါ်သာထွက်သွားပြီးတော့ငါ့မြေကိုလာထိပါတယ်။ငါပေးထားတဲ့အခမဲ့နေခွင့်ကိုပြန်ရုပ်သိမ်းတယ် အိမ်မောကနေဆင်းတော့ဆိုပြီးတော့တရားစွဲပါတော့တယ်။တရားရုံကိုရောက်တော့ဒေါက်တီတီကဘလို့ရှိပါလဲဆိုရင်ဒါကတကယ်အယောင်မဟုတ်ပါဘူး။ပက်ဆန်လိုလိုပေါင်တာဟန်ဆောင်စာချုပ်ရှုတ်လိုက်ရတာပြန်ဝင်မဲ့ဈေးကတက်သွားတာကြည့်ပါဦး။အဲ့ဒါအတိုးတွေပါ။ကျမတို့ဒီအိမ်မှာပဲနှစ်ပေါင်းများစွာနေလာတာ။အခွန်အခတွေလည်းကျမတို့ပဲဆောင်တာ။သူ့ခွင့်ပြုချက်နဲ့နေတာမဟုတ်ပါဘူးဆိုပြီးတော့ခြေပတ်ပါတယ်။တရားရုံချုပ်ကဒီအမှုကိုဘလို့သုံးသပ်ပြီးတော့ဆုံးဖြတ်ခဲ့လဲဆိုတော့စာချုပ်မှာရောင်းတယ်လို့အတီးလင်းပါနေတယ်။ ခမ ्या ကပေါင်တာလို့ပြောကြရင်ခမ ्या ဘက်ကတက်တည်ပြဒါပေမဲ့ဒိုတီတီကတက်တည်မပြနိုင်ခဲ့ပါဘူးဒါကြောင့်ဒါဟာအပေါင်မဟုတ်အယောင်စာချုပ်ပဲဖြစ်ပါတယ်ရောင်းပေါင်ဖြစ်ဖို့ဆိုရင်ပြန်ရောင်းရမယ်ဆိုတဲ့အချက်ကိုအယောင်စာချုပ်မူရင်းထဲမှာတခါရေးရရမယ်ဒီမှုမှာကအယောင်စာချုပ်တက်တဲ့ပြန်ဝေခွင့်ကတိစာချုပ်တွေကတက်တဲ့စာချုပ်တွေခွဲထုတ်ထားတယ်ဒါကြောင့်ဒါဟာရောင်းပေါင်မဟုတ်ဘူးပြန်ဝေခွင့်နဲ့တကယ်ရောင်းလိုက်တာပဲဖြစ်တယ် ပြန်ဝင်ခွင့်နဲ့တကယ်ရောက်လာဖြစ်တဲ့အတွက်ကြောင့်တပ်မတ်ရက်မှာပြန်မဝင်နိုင်တဲ့အခိုက်အတန့်ပါပဲ။ဒေါ်တီတီတို့ရဲ့ပြန်ဝင်ခွင့်အပြီးပိုင်ဆုံးရှုံးသွားပြီ။ပိုင်ရှင်ကဥတုအပိုင်ဖြစ်သွားပါပြီ။တက်တေရီရဲ့ထုတ်စွရဲ့အရာ1958ခုနှစ်နောက်ပိုင်းဒေါ်တီတီတို့ဆက်နေတာဟာပြန်ဝင်ခွင့်ရှိလို့နေတာမဟုတ်တော့ဘူး။ပိုင်ရှင်ဥတုကမြစ်တာနဲ့အခမဲ့နေခွင့်ပြုထားလို့နေရတာပဲဖြစ်တယ်။အခွင့်အမေရနေထိုင်သူတယောက်ကသူနေတဲ့အိမ်ရဲ့မီတာကစီပင်ခွန်နဲ့ပေးဆောင်ရုံနဲ့အဲ့ဒီအိမ်ပေါ်မှာအကျိုးခံစားခွင့်ဘာမှရလာမှာမဟုတ်ပါဘူး။ သူ့ရဲ့အခွင့်အမေရနေသူဆိုတဲ့အစင်တန်းကနေပြောင်းလဲမသွားပါဘူး။ဒါကြောင့်တရားရုံးချုပ်ကဥကျူဟာပိုင်ရှင်အစ်စ်ဖြစ်ပြီးဒေါ်တီတီဟာမြစ်တာနဲ့အခမဲ့နေခွင့်ရသူသာဖြစ်တဲ့အတွက်ကြောင့်ဥကျူကသူ့ခွင့်ပြုချက်ကိုယုံသိမ်းပြီးနှင်ထုတ်ခွင့်ရှိတယ်ဆိုပြီးတော့ဥကျူကိုအနိုင်ဒီဂရီချမှတ်ပေးလိုက်ပါတယ်။ကဲဒီဇလန်ကနေကျွန်တော်တို့ဘာသင်ခန်းစာတွေယူလို့ရမလဲကြည့်အောင်ပါ။စာချုပ်ချုပ်ရင်အယောင်လားအပေါင်လားတည်တည်ချာချာသိအောင်လုပ်ဖို့လိုပါတယ်။ပြန်ဝေခွင့်သဘောတူညီချက်ကိုအယောင်စာချုပ်ထဲမှာတခါတည်းထည့်မချုပ်ပင်နဲ့ တိကျစာချုပ်ခွဲချုပ်မြင်တက်မှတ်ရကြော်တာနဲ့ကိုပစ္စည်းအပြည့်ပိုင်ဆုံးချုံနိုင်တယ်ဆိုတာကိုဥပဒေဘူးသူရအနေနဲ့မျှဝေပေးလိုက်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတစုံတရာရလိမ့်မယ်လို့မျှော်လင့်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတဲ့နေ့ရက်လည်းဖြစ်ကြပါစေ။